အပိုင်းရှာ82ရဲ့အဆောင်မှာတော့ Ace ကိုရေထက်ကတည်ရန်ပေးဖို့လုပ်နေခဲ့ပါတယ်။အဲ့ဒီအချိန် Ace ကိုသူ့ရဲ့ဖေမုတ်စိတ်ဖြူကြီးကလာခဲ့ဖို့လုပ်ပါတယ်။တစ်ဖက်မှာ Luffy ကလည်းကောင်းကင်ကနေရောက်လာပြီး Ace ရာကိုခုံဆင်းလာခဲ့ပါတယ်။ဒါကိုမြင်တော့ Sanji ကလန့်သွားခဲ့ပြီးမုတ်စိတ်ဖြူကြီးကိုတခုခုလုပ်မယ်ဆိုရင်မင်းရဲ့လူတွေကြီးပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မုတ်စိတ်ဖြူက Luffy ကိုမြင်တော့မင်းရဲ့ကိုကိုလာခဲ့တာလားလို့မေးလိုက်ပါတယ်။ဒါကိုကြားတော့ Luffy ကလည်းဟုတ်တယ်လို့ပြန်ပြောလိုက်တော့မုတ်စိတ်ဖြူကြီးက Luffy ကိုမင်းလုံငချို့လေးကသေးချင်းလို့လားလို့မေးလိုက်ပါတယ်။ ဒါကိုကြတော့လူဖီကမုတ်စိတ်ဖြူချီကိုပါဇက်ပိတ်ထားဖို့အတွက်ပြောပြီးသူ့ရဲ့ကိုကိုရောင်းအောင်ခဲ့မယ်လို့ပြောလိုက်ပါတယ်။တဖက်မှာလည်းဂျင်မီတို့ကလူဖီတယောက်အားလုံးကလေးစားကြောင်းရင်းရတဲ့မုတ်စိတ်ဖြူချီကိုရောင်းပြောင်းအောင်နေလို့လမ်းသွားခဲ့ကြပါတယ်။အဲဒီအချိန်လူဖီကတော့ Ace ကိုပြေးသွားနေပြီး Ace ကတော့လူဖီကိုသူ့စီကိုမလာဖို့အတွက်ပြောနေပါတယ်။ဘာလို့လဲဆိုတော့ Ace ကလူဖီကိုသူ့လိုအဆုံးမသက်သွားစေချင်လို့ပါ။အဲဒီအချိန်လူဖီကတော့ Ace ကိုငါကမင်းရဲ့ညီပါမင်းကိုအသက်သေးရမယ်ဆိုရင်တော့ရောင်းအောင်ခဲ့မယ်လို့ပြောခဲ့ပါတယ်။ဒါကိုကြတော့ Ace ကလည်းဝမ်းနေသွားပြီးဒါရီအားလုံးကငါးချောင်းဖြစ်ခဲ့ရတယ်လို့ပြောလိုက်ပါတယ်။ အဲ့ဒီအချိန်မိုးစိတ်ဖြူကြီးကတော့မာရီကိုကိုလူဖီကိုမသိစေနဲ့လို့ပြောလိုက်တယ်။အဲ့နောက်သူတို့ကနှစ်ဖက်ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီးဇာကာဇူခီကလည်းမိုးစိတ်ဖြူကြီးကိုပြင်းထန်စွာတိုက်ခိုက်ခဲ့ပါရီ။ဇာကာဇူခီကြောင့်မိုးစိတ်ဖြူကြီးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကဆုတ်ပြတ်နေခဲ့ပါပြီ။အဲ့ဒီချိန်လူဖီကတော့အေးချီယာကိုအပြေးသွားနေခဲ့ပြီးအားလုံးကလည်းလူဖီကိုတားဖို့လုပ်ခဲ့ကြပေမဲ့လူဖီကရသလောက်ဖောက်ထွက်နေခဲ့ပါရီ။တစ်ဖက်မှာလည်းဆန်ဂိုကူကအေးစ်ကိုတတ်ဖို့အမိန်ပေးလိုက်တယ်။ဒါကိုမြင်လိုက်ရတဲ့လူဖီကတော့ပေါက်ကွဲသွားခဲ့ပြီးသူ့ရဲ့ကွန်ဂိုရာဟာကီကိုတုံးကတိုက်ခိုက်ဖြစ်လိုက်ပါရီ။ ။ဒါကြောင့်အားလုံးကရပ်တန့်သွားပြီးလဲကြကုန်ပါလေ။အဲ့ဒီအချိန်လူဖီကတော့ AC ကိုပြေးလာပါလေ။ဒါကမင်းတို့အားလုံးကလည်းလူဖီကိုအော်ဟစ်အားပေးနေခဲ့ကြပြီးမုတ်စိတ်ဖြူကြီးကတော့လူဖီကိုကြည့်ကသူကခေသူတရားမဟုတ်ဘူးလို့ပြောခဲ့ပါလေ။အဲ့ဒီနောက်လူဖီက Ace ကိုဖမ်းထားတဲ့နေရာကိုခုန်တက်လိုက်ပြီးနောက်ဆုံးတော့ငါမင်းစီကိုရောက်လာပြီလို့ပြောလိုက်တယ်။ဒါကိုမြင်တော့ Ace ကလည်းဝမ်းသာသွားပြီးလူဖီကိုမင်းကတော့ငါရဲ့စကားကိုဘယ်တော့မှနားမထောင်မင်းလှုပ်ချင်အောင်လှုပ်တတ်တဲ့အကောင်မဲလို့ပြောလိုက်ပါရီ။အဲဒီအချိန်ဆန်ကိုကူးကလူဖီကိုတိုက်ခိုက်လိုက်ပေမဲ့လူဖီကကာပြီးခဲ့ပါရီ။ ဒါမှမဟုတ်လေရေတပ်ကသူတွေက ace မသေးသေးဘူးဆိုတာကိုသိတော့ ace ကိုတိုက်ခိုက်ဖို့အတွက်အမြောက်တီနဲ့ဝိုင်းပစ်နေခဲ့ကြပါတယ်ဒါကြောင့်အားလုံးကစိတ်ပူသွားပြီမဲ့ Ace ကိုချုပ်ထားတဲ့တန်ဂျိုးကအောက်ကိုပြုတ်ကျသွားပြီးတော့ Ace တို့ကိုမထိတဲ့အပြင် Ace ကလွတ်သွားခဲ့ပါရီ။အဲဒီနောက် Ace က Luffy ကိုခေါ်ပြီးအပြင်ကိုထွက်ပြေးခဲ့ပါရီ။ဒါကိုမြင်တော့မုန်းစိတ်ဖြူကြီးကလည်းသူ့ရဲ့လူတွေအားလုံးကိုဘေးကင်းကင်းနဲ့မူလနေရာကိုရောက်အောင်ပြန်ဆုတ်ဖို့အတွက်လည်းပြောလိုက်ပါရီ။အားလုံးထွက်သွားတော့ Sakazuki က Ace ကိုကယ်ပြီးတာနဲ့အားလုံးကထွက်သွားတော့တာပဲလို့ပြောလိုက်ပြီး ကြည်ရတာမိုးစိတ်ဖြူကြီးနဲ့သူ့ရဲ့လူတွေကငကြောက်တွေထင်းတယ်လို့ပြောလိုက်ပါတယ်။အဖွဲသားတွေရောခေါင်းဆောင်တွေကပါငကြောက်တွေဖြစ်နေတာပဲလို့ပြောလိုက်ပြီးဒါဝူကြတော့ Ace ကသူကဒေါသထွက်သွားကစာကာဇူခီကိုဘာပြောရလဲလို့ပြောလိုက်ပါတယ်။ဒါကြောင့်စာကာဇူခီကလည်း Ace ကိုဟုတ်တယ်လေးလို့ပြောလိုက်ပြီးမင်းတို့ရဲ့ခေါင်းဆောင်ကအတုံးမကြဘူးလို့ပြောလိုက်တော့ Ace ကစိတ်တူသွားပြီးတော့ Luffy ကိုတစ်ဖက်မှာချထားလိုက်ပြီးမိုးစိတ်ဖြူကြီးကအတော်ဆုံးပဲသူကအခုခေတ်ကိုဖော်ဆောင်ပေးခဲ့တယ်သူလို့ပြောလို့ရပြီး တကယ်ဆိုရင်ဒီခေတ်ကိုမုတ်ဆိတ်ဖြူကြီးရဲ့ခေတ်လိုတောင်ပြောလို့ရတယ်ဆိုပြီးဆာကာဇူကီကိုပြောလိုက်ပါတယ်ပြီးတော့တခါလေးလဲတိုက်ခိုက်ဖြစ်ပါတယ်ဒါပေမဲ့ဆာကာဇူကီကတော့ Ace ကိုပြန်တိုက်ခိုက်လိုက်ပြီး Ace ကလွင်ထွက်သွားပါတယ်အဲ့ဒီအချိန်ဆာကာဇူကီကပင်လယ်ထမြောက်ကောင်းဆောင်ရဲ့သားနဲ့တော်လန်ကြီးကောင်းဆောင်ရဲ့သားကသွေးတောက်ညီကိုတွေဖြစ်နေလိမ့်မယ်လို့မထင်မိဘူးလို့ပြောလိုက်ပြီးဆာကာဇူကီကမင်းတို့ရဲ့ကိုယ်ထဲမှာညဉ့်ဉန်းတဲ့သွေးတွေစီးနေတာပဲလို့ဆိုအားဂျန်နေသူတွေလွတ်သွားရင်ရတယ်မင်းတို့နှစ်ယောက်ကတော့မလွတ်စေရဘူးလို့ပြောလိုက်ပါတယ်ပြီးတော့ဆာကာဇူကီကအခုဘာလုပ်မလဲကြည့်ထားလို့ဆိုအားလူဗီကိုတိုက်ခိုက်ဖို့လုပ်ပါတယ် ်ဒါကြောင့် Ace ကလူဖီကိုကယ်ဖို့အတွက်ဆာကာဇူခီရဲ့တိုက်ခိုက်မှုကိုဝင်ပြီးခံခဲ့တာပါဒါကြောင့်ဆာကာဇူခီရဲ့လက်သီးဟာ Ace ရဲ့ရင်ဘတ်ကိုဖောက်ထွင်းဝင်သွားခဲ့ပြီးဒါဝင်မျိုးတော့လူဖီလည်းလန့်သွားပါတယ်အဲဒီနောက် Ace ကလည်းကျသွားပြီးလူဖီကတော့ Ace ကိုခေါ်ကာတတိထားဖို့အတွက်ပြောလိုက်တယ်အဲဒီအချိန် Ace ကလူဖီကိုတောင်းပန်ပါတယ်လို့ပြောလိုက်ပြီးသူအခုပြောမဲ့စကားကိုအားလုံးကိုပြန်ပြောပြဖို့အတွက်မှာနေခဲ့ပါတယ်အဲ့တော့ကတော့ Ace ကအခုထိသူ့ကိုချစ်ပေးပြီးကယ်ပေးဖို့ကြိုးစားခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်တယ်ဆိုတာပါပဲ အဲဒီနောက်မှာတော့ Ace ကတည်ဆုံသွားပြီး Luffy ကလည်းဒါကိုဝမ်းနည်းစွာကိုကြွေးခဲ့ပါတယ်။အဲဒီအချိန်မုတ်စိတ်ဖြူကြီးကလည်းဒါကိုသိရှိသွားပါတယ်။ Ace တည်သွားပြီးနောက်မှာတော့မုတ်စိတ်ဖြူကြီးကလည်း Black Bear နဲ့တွေ့ဆုံပြီးလှုပ်ကြံခံခဲ့ရပါတယ်။အဲဒီအချိန်မှာတော့ Luffy ပါဝင်တဲ့မဟာမိတ်တပ်ဖွဲ့တွေကလည်းရေတဲရေတိုက်ခိုက်မှုကြောင့်လုံးဝဝပိတ်မိနေခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့ကိုကယ်တင်ဖို့လူတယောက်ရောက်လာခဲ့ပြီးအဲဒီလူကတော့ Zrat Hair Shine ပဲဖြစ်ပါတယ်။ Shine ဆိုတာကတော့ Luffy ကိုပင်နယ်တများဖြစ်လာအောင်လှုပ်ပေးခဲ့တဲ့သူဖြစ်ပါတယ်။အဲဒီနောက် Shine ကအားလုံးကိုသူပြောတဲ့အတိုင်းလိုက်လို့ဖို့ပြောပါတယ်။ ပြီးတော့ရှောင်းကဒီစစ်ပွဲကိုအားလုံးကိုပြချင်နေခဲ့တာလို့ပြောပြီးအေးစရိုးရဲ့တည်ဆုံမှုကိုဒီထက်ပိုပြီးရုပ်ပြအောင်မလုပ်ချင်တော့နဲ့လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဆန်ကိုကူကသူတို့အနေနဲ့အေးစရိုးရဲ့အလောင်းတွေကိုလူအများမြင်သာအောင်ပြထားမှလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ရှောင်းကတော့ဆန်ကိုကူကိုအေးစနဲ့မုတ်စိတ်ဖြူရဲ့ရုပ်အလောင်းတွေကိုသူတို့ကပဲတာဝန်ယူလုံဆောင်ပေးမယ်လို့ပြောလိုက်တယ်။နောက်ဆုံးမှာတော့ဆန်ကိုကူကရှောင်းကိုခွင့်ပြုပေးလိုက်ပါတယ်။အဲ့နောက်ဆန်ကိုကူကအားလုံးကိုစစ်ပွဲကြီးအဆုံးသတ်သွားပြီလို့ပြောလိုက်တာကြောင့်အားလုံးလည်းဝမ်းသာသွားခဲ့ပါတယ်။ဒါကြောင့်မို့လို့ရေတပ်သားတွေအားလုံးကလည်းဝိုင်းပြီးတော့ဝမ်းသာအားရအဟိခဲ့ကြပါတယ်။ ဒါပေမဲ့ East တို့ဒီဆုံးပြီးနောက်မှာပြည်နယ်သမားခေကပို့ပြီးဇောင်းထလာခဲ့ပါတယ်။ဒါ့အပြင်မိုးစိတ်ဖြူကြီးမသိခင်ပြောခဲ့တဲ့စကားကြောင့်ပြည်နယ်သမားတွေပူများလာပါတယ်။အဲ့ဒါကတော့မိုးစိတ်ဖြူကြီးကရတနာတွေကတကယ်ရှိပြီးသူကကျွန်းတစ်ခုမှဖွက်ထားခဲ့တယ်ဆိုတာပါပဲ။တစ်ဖက်မှာလည်းစာကာစုခီကဒါကအလိမ်ညာစကားတစ်ခုသက်သက်ပဲလို့ထင်နေခဲ့တာပါ။ပြီးတော့သူကအခုလိုပြောခဲ့တဲ့အတွက်မိုးစိတ်ဖြူကြီးကိုဒေါသထွက်နေပြီးအားလုံးကမိုးစိတ်ဖြူရဲ့အလိညာစကားတွေကိုယုံကြည်နေခဲ့ကြတာယုံအောင်မယုံနိုင်ဘူးလို့ဆိုပါရည် ်အရင်ကဆာကာဇူကီတို့ဆစ်ဖြစ်ခဲ့တဲ့နေရာမှာအခုဆိုရင်ရေတက်ရဲ့ဂျီဝမ်ဆောက်အောင်ကရှိနေပြီဖြစ်ပါတယ်သူတို့ကဟိုဘက်ဒီဘက်တီးရှိနေပြီးမယ်ရီဂျိုဝစ်ကိုငင်းညံ့တဲ့နေရာဒေသတစ်ခုဖြစ်အောင်ကာကွယ်ပေးနေကြတာပါတစ်ဖက်မှာလည်းအားလုံးကပျော်ရွှင်စွာနဲ့ရှိနေပြီးသူတို့က red line ပေါ်ကိုတက်ဖို့ဆိုရင်ဘွန်ဒူလာဆက်လီကားတွေကိုသုံးမှုလိုပါတယ်အဲ့ဒီအချိန်ကလေးတယောက်ကသူ့ရဲ့အဖေကိုအပေါ်တက်သွားတဲ့ဆက်လီကားတွေကိုပြသခဲ့ပါတယ်အဲဒီနောက်မယ်ရီဂျိုဝစ်ကလူတွေကရက်ဖတ်ကိုပြေးသွားခဲ့ကြပြီးသူတို့စီရောက်လာတဲ့တော်ဝင်မိသားစုတွေကိုကြိုဆိုခဲ့ပါတယ် ်ပထမဆုံးရောက်လာတာကတော့ Roshwin တိုင်းပြည်ကဖြစ်ပြီးတော့အားလုံးကလည်းဝမ်းသာအားရကြိုခဲ့ပါတယ်။ဒါအပြင် Metro မျိုးနယ်တွေကလည်းရောက်လာပြီးအားလုံးကသူတို့ကိုချေးဆရာလေးလို့ပြောနေပါတယ်။တစ်ဖက်မှာလည်းမိုးရိုလွန်ပြင်းမကဆင်းလာပြီးသူမကချေးဆရာကောင်းတဲ့မျက်လုံးလေးတွေအတွက်တစ်ခွက်လောက်တောက်ရအောင်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်တခြားတစ်ဖက်မှာတော့လူသေးတိုင်းပြည်ရဲ့ဘီရင်ကြီးတာကူကဆင်းလာခဲ့ပါတယ်။ ဒါပြင်ဟမ်ဘာဂါဘီယင်ကြီးကလည်းရောက်လာပြီးသူကတလန်းချင်းရှောက်လာနေခဲ့တာကြောင့်အားလုံးကအံ့ဩနေချိန်ဘီယင်ကြီးကတော့သူကနှင်းနှေးလေးရှောက်ပေမဲ့ဘယ်တော့မှနောက်ကိုပြန်လဲမကြည့်ဘူးလို့ပြောလိုက်တော့အားလုံးလည်းအော်ဟစ်အားပေးခဲ့ကြပါရည်ခနာကြမှာတော့ဂမ်နူကရောက်လာပြီးအားလုံးကိုအံ့အားတင့်သွားစေမဲ့သူတွေလည်းရောက်လာခဲ့ပါရည်ဒီရောက်ကနေသူတို့အပေါ်ကိုပေါ်လာခဲ့ပြီးတော့ဒါကယူရိုတိုင်းပြည်ရဲ့ဘီယင်နဲ့ကျွန်းမဲဖြစ်ပါရည်နပ်ကျွန်းတို့ကတော့ကဘာမြေပြင်နဲ့ဆက်သွယ်မလုပ်တာနှစ်ပေါင်း200ရှိနေခဲ့ပါပြီသူတို့ကကဘာအစည်းအဝေးကိုလည်းတစ်ကြိမ်သာတက်ရောက်ခဲ့တဲ့သူတွေပါ ဒါကိုကြည်ချင်းအဖြစ်ဒီတစ်ခေါက်စီးဝေးကဘလောက်အေးပါတယ်ဆိုတာမြင်နေရပါတယ်။အားလုံးကသူတို့ရောက်လာတာကိုမြင်တော့အံ့ဩနေကြပြီးဝမ်းသာအရာဖြစ်နေပါတယ်။သူတို့ကစစ်ကောင်းဆောင်နေဖြစ်တဲ့ဖူကာဘိုရှိကိုအော်ဟီအားပြီးနှုတ်ဆက်ခဲ့ကြပြီးဘိုရှိကလည်းဒါကကုန်းမြေပေါ်ကိုလို့ပြောပြီးကြည်လင်နေတာပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ကမ်ကမင်းသမီးကိုထွက်လာဖို့အတွက်ပြောနေခဲ့ပါတယ်။အခုအကြီးဆုံးကရှီရာဟိုရှိကိုအပေါ်ကိုသွားရအောင်လို့ဆိုကလက်ကမ်းပေးလိုက်ပါတယ်။ဒါကြောင့်ရှီရာဟိုရှိကခေါင်းငိမ့်လိုက်ပြီးသူမရဲ့အကူနဲ့အတူအပြင်ကိုထွက်လာခဲ့ပါတယ်။ အပြင်ကကဘာကိုပထမဆုံးမြင်လိုက်ရတော့ရှူရာဟိုရှိတယောက်ကြီးညူးနေခဲ့ပါပြီ။အားလုံးကလည်းရေသူမမင်းသမီးလေးဖြစ်တဲ့ရှူရာဟိုရှိကိုအော်ဟစ်နှုတ်ဆက်နေခဲ့ကြပါရည်။တစ်ဖက်မှာတော့ဖြူဂျီတူရာကခေါက်ဆွဲကိုအားရပါးရစားနေခဲ့ပြီ။ဒါကိုကြည့်ကယိုခူချူကဆာကာဇူခီကမင်းကိုမြင်ရင်နှင်ထုတ်လိုက်ဖို့ပြောထားတယ်လို့ပြောလိုက်ပါရည်။ဒါကိုကြားတော့ဖြူဂျီတူရာကသူ့ကိုမင်းကငါနဲ့တိုက်ခိုက်ချင်လို့လာလို့မီးတော့ယိုခူချူကကြီးမောလိုက်ပြီးတော့မတိုက်ချင်ပါဘူး။မင်းလည်းဒီစီဝဲဝဲကိုနှောက်ချက်ရှင်သိမ်းမရှိဘူးမှလားလို့ပြောလိုက်ပါရည်။ ဒါကြောင့် Fuji Tura ကမလုပ်ပါဘူးလို့ပြောပြီးသူကစီးဝေးတစ်ခုလုံးကိုဖျက်ဆီးခြင်းနေတာလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန် Yokuju က Fuji Tura ကိုမင်းရဲ့ဖိုးကြီးကရောဘာလုပ်နေရလဲလို့မေးလိုက်တော့ Fuji Tura ကပစ္စည်းတစ်ခုကိုတီးထွင်နေရလို့ပြောလိုက်ပြီးအဲ့ဒါကလည်းကဘာစစ်ဘီရင်ခုနှစ်ယောက်ကိုမလိုအပ်တော့တဲ့ပစ္စည်းတွေလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက် Fuji Tura က Yokuju ကိုအစားအစာတွေကတကယ်ကိုအရသာရှိတယ်လို့ပြောလိုက်ပြီးမင်းကဘာလို့မစားရလဲလို့မေးလိုက်ပါတယ်။ဒါကိုကြတော့ယိုဂူဂျူကထုံးစံအတိုင်းပဲရီမောလိုက်ပြီးကောင်မလေးတွေလာခွန်ကျွေးရင်တော့စားမှာပေါ့လို့ပြောလိုက်ကသူကအပြစ်ကြီးတာကြောင့် ဘာမှမစားရတာ6နှစ်ရှိပြီလို့ပြောလိုက်ပြီးဇလန်လေးကလည်းဒီမာရီမဲတခန့်ရက်သွားခဲ့ပါရီအပိုင်း183ရဲ့အဆောင်မှာတော့လူဗီယဖိုးဂပ်ကောင်းဆောင်နဲ့ရှူရာဟိုရှီတို့အဖွဲ့ကဂုံးမဟုတ်တက်လာခဲ့ပါရီအားလုံးကမင်းသမီးရှူရာဟိုရှီကိုဓာတ်ပုံရယူနေခဲ့ကြပြီးသူတို့ကစိတ်ကူးထားတဲ့အထဲကထပ်ပူရောင်လှနေရလို့ပြောလိုက်တယ်အဲဒီနောက်တယောက်ကရှူရာဟိုရှီကိုဓာတ်ပုံရိုက်နေရင်သူမရဲ့အကြောင်းကိုဇောင်းမားလေးကိုထဲဖို့အတွက်အေဒီတာချုပ်မော်ဂန်ကိုကပ်ပြောလိုက်ပါရီအဲ့ဒီအချိန်မော်ဂန်ကတော့ရှူရာဟိုရှီရဲ့အလှမှာနေမျောနေပြီးဘာမှကိုမသိတော့ပါဘူး တဖက်မှာလည်း nap ဂျုံကဒါကိုမြင်တော့ gap ကိုရှီရာဟိုရှိကိုအားလုံးကစိတ်ဝင်စားနေတယ်လို့ပဲလို့တိုးတိုးလေးကပြောလိုက်ပါတယ်။ gap ကတော့ရေရောက်တိုင်းမြေမင်းသမီးလေးကဂုံးမြေပေါ်မှာနာမည်ကြီးနေတာလို့ပြောလိုက်ပြီးဒီမှာကပင်လယ်ဓားပြင်မှာ hangor ရဲ့အလားနေတော်မှာထပ်တူကြတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ရှီရာဟိုရှိကလည်းတကယ်ကိုလှပတာမလို့ဖြစ်တယ်ပါတယ်။ဒီလိုမျိုးပြောနေကြတာပါ။အဲဒီနောက်မင်းသမီးရှီရာဟိုရှိကဒီမှာကိုနှုတ်ဆက်နေတဲ့သူတွေကိုပြန်နှုတ်ဆက်နေပြီးတနင်္လာရောက်မှတော့ဒီမှာက gap ကိုတိပိနေပင်ကိုလည်းညှိုးထိုးပြလိုက်ပြီးတော့ဒါကဂုံးမြေပြင်မှာရှိတဲ့တစ်တော်အုပ်ဆိုတာလားလို့မြင်တော့ ကပ်ကမင်းသမီးရှီရာဟိုရှီကိုဒါကတစ်ပင်လေးတစ်ပင်ပဲလို့ပြောပြခဲ့ပါတယ်။အဲဒီနောက်သူတို့ကဆက်လျှောက်လာချိန်ရှီကတယောက်ကလျှောက်လာပြီးလမ်းပိတ်ကကပ်ကိုဘသူကဘသူလဲဆိုတာသိလာလို့မေးလိုက်ပါတယ်။ဒါကိုကြားတော့ကပ်ကမသိဘူးမင်းမသူလဲရှီကဖဲဆန်းလို့ပြောလိုက်တာကြောင့်တစ်ဖက်ကလူကစိတ်ပြတ်သွားပါတယ်။သူကဂိုဟာတိုင်းပြည်ရဲ့ဘီယင်စတဲလီပါ။စတဲလီကစာဘူးရဲ့မွေးစားညီလေးဖြစ်ပါတယ်။အပေါ်ဘက်မှာတော့ဒါကိုကြည့်နေတဲ့လိမ်ကစာဘူးကိုစတဲလီကမင်းရဲ့ညီမဟုတ်တော့ဘူးလားလို့မေးလိုက်ပါတယ်။တကယ်တော့စတဲလီကိုစာဘူးရဲ့မိဘတွေကမွေးစားပြီးတော့တော်ဝင်မျိုးနွယ်ဖြစ်လာခဲ့တာပါ။ အိနောက်စတဲလီအရွယ်ရောက်လာတော့မှသူကမင်းသမီးနန်ဒိုကာနတဲနဲ့လက်ထပ်ခဲ့ပါတယ်။အိနောက်မှာတော့ဂူဝါတိုင်းပြည်ရဲ့ဘီရင်နဲ့ဘီရင်မကဆုံပါသွားပြီးလာနေငယ်ကြမှာစတဲလီကဘီရင်ဖြစ်လာခဲ့တာပါ။စာဘူရိုကလူဖီကိုဂူဝါမှာစတွေ့ခဲ့တာဖြစ်ပါတယ်။တရက်စာဘူနဲ့အေးစတူကသူတို့လူလူရလာတဲ့ပစ္စည်းတွေကိုတယောက်နဲ့တယောက်ပြသနေပါတယ်။ဒီတစ်ခါမှာလည်းထုံးစံအတိုင်းပဲအေးစရဲ့ငွေတော့ကပုံများနေပြီးတော့စာဘူရဲ့နှစားလောက်ဖြစ်နေခဲ့တာပါ။ဒါကြောင့်စာဘူကဒီတစ်ခါလဲမင်းနိုင်သွားပြန်ပြီလို့ပြောလိုက်တော့ အေးစ်ကဘသူဝဲနိုင်နိုင်ကိစ္စမရှိပါဘူးလို့ပြောလိုက်ပြီးအဓိကကသူတို့တွေပင်လယ်ဓားများလှေတစည်းဝဲနိုင်မှုပဲလို့ပြောလိုက်ပါတယ်။ဒါကြောင့်စာဘူကသူတို့မှာဘလောက်တောင်ထပ်ဆူရအောင်မလဲဆိုတာမသိဘူးလို့ပြောလိုက်တော့အေးစ်ကသူတို့အနေနဲ့အများကြီးပို့ပြီးစူးစောင်းမှုလိုအပ်တယ်လို့ပြောပြီးဒါမှပင်လယ်ဓားများလေးကိုဝဲနိုင်မှာလို့လည်းပြောလိုက်ပါတယ်။အဲ့ဒီအချိန်လူဖီရောက်လာပြီးစာဘိုတို့ကိုပင်နယ်ဓားများလို့ပြောလိုက်တာလားငါလဲပင်နယ်ဓားများလို့ချင်တယ်လို့ပြောလိုက်ပါတယ်အစာပိုင်းမှာတော့စာဘိုတို့ကရုတ်တရက်ပေါ်ပေါက်လာတဲ့လူဖီကိုကြည့်ကမကြိုဆိုခဲ့ကြပါဘူးဒါပေမဲ့နောက်ပိုင်းမှာတော့သူတို့ကလူဖီကိုလက်ခံခဲ့ပါတယ် ဒါပြင်ရက်တစ်ခွက်တောက်ပြီးသွေးတောက်ညီကိုရီအဖြစ်လဲဖွဲ့ခဲ့ကြပါသေးတယ်။ပြီးတော့သူတို့ကစိတ်ထင်တာတွေကိုလုပ်ပြီးလူရက်မှုတွေကိုလည်းလုပ်ခဲ့ကြတာပါ။ဒါပြင်ကမှ gap ခွင့်မလွန်နိုင်လောက်မဲ့အရာတွေကိုလည်းလုပ်ခဲ့ပါတယ်။ဒါပေမဲ့တရက်မှာတော့စာဖို့ကိုသူ့ရဲ့အဖေကပြန်လာခေါ်ပါတယ်။စာဖို့ရဲ့အဖေကစာဖို့ကိုအိမ်ပြန်လိုက်ဖို့ပြောပြီးပင်နယ်ဓားမြလုံတန်းကစားနေတာတော်လောက်ပြီလို့ပြောလိုက်ပါတယ်။ဒါပြင်သူက ace နဲ့ luffy ကိုပါဖမ်းထားတာကြောင့်စာဖို့ကလက်လျှော့လိုက်ပါတယ်။အိမ်နောက်စာဖို့ကသူ့ရဲ့အဖေကိုသူ့အနေနဲ့အိမ်ပြန်လိုက်မှာမလို့ luffy တို့ကိုဘာမှမလုပ်ဖို့အတွက်ပြောလိုက်ပြီး ဒါပေမဲ့ Ace ကတော့စာဘူကိုအဲ့လိုမလုပ်ဖို့ပြောလိုက်ကမင်းမဲငါတို့နဲ့တူတူလွတ်လွတ်လပ်လပ်နေချင်တယ်လို့ဆိုပြီးပြောလိုက်ပါတယ်။ Luffy ကလည်းစာဘူကိုမသွားဖို့တောင်းပန်နေခဲ့ပေမဲ့စာဘူကတော့ဝန်နေမှုတွေပြည့်နေအိမ်ကိုပြန်သွားခဲ့ရပါတယ်။စာဘူကသူသာအခုလိုလုပ်လိုက်ရင် Ace နဲ့ Luffy လွတ်လပ်စွာပြန်တန်းနိုင်မယ်လို့သူကယုံကြည်နေခဲ့တာပါ။အဲ့နောက်စာဘူအိမ်ပြန်ရောက်လာတော့စာဘူရဲ့အမေကစာဘူကိုခေါ်ပြီး Steady နဲ့မိတ်ဆက်ပေးပါတယ်။အင်းညမှာစာဘူကစတဲလီစီကနေသူ့မိဘတွေကပင်လယ်ဓားတွေကိုအပြည့်ရှင်းဖို့အတွက်မီးရှို့ရမယ်ဆိုတဲ့အကြောင်းကိုကြားသွားပြီးစာဘူကလူဖီတို့ကိုစိတ်ပူသွားပါတယ်။ ဒါကြောင့်စာဘူကလိုက်သွားပေမဲ့လူဖီတို့ကိုတွေးခွင့်မရခဲ့ပဲသူကအထူထောင်းခံရပြီးသတိလစ်သွားခဲ့ပါတယ်။ခဏကြာမှတော့စာဘူစီကိုဒရဂွန်ကရောက်လာပြီးမင်းပါရီဖြစ်ခဲ့တာလဲလို့မေးလိုက်ပါတယ်။စာဘူကတော့ဒီနိုင်ငံမှာစိတ်ဓာတ်ပုပ်ပွားနေတဲ့သူတွေနဲ့ပြေးနှံ့နေပြီလို့ပြောလိုက်ပြီးသူ့အနေနဲ့လွတ်လပ်ချင်တယ်လို့ပြောလိုက်ပါတယ်။ပြီးတော့စာဘူကဒရဂွန်ကိုသူ့အနေနဲ့ဒီမှာဆက်နေနေရင်လွတ်လပ်မှုကိုခံစားရမှာမဟုတ်ဘူးလို့လည်းပြောလိုက်ပါတယ်။ကလေးတယောက်စီကနေအခုလိုစကားကြားရတော့ဒရဂွန်တယောက်စိတ်မကောင်းဖြစ်နေပြီးဂိုဝါရဲ့ဘီနဲ့ဘီမားကိုဒေါသထွက်နေပါရီ နောက်ရမှာတော့စာဘူကတယောက်တည်းတကူတော်ပင်နယ်ပြင်ကိုထွက်ခွာပါတော့တယ်။ဒါပေမဲ့သူ့ရဲ့လေငယ်လေးကလမ်းမှာပြစ်ခတ်ခံလိုက်ရပါတယ်။လေပေါ်မှာပါလာတာကခလီတယောက်ဆိုတာကိုသိပေမဲ့ဓမြလန်ကြောင်စာဘူရဲ့လေကိုတစ်ဖက်ကလူကြီးကဖျက်ဆီးပစ်လိုက်တာပါ။အဲဒီနောက်မှာတော့စာဘူဟာတစ်တုံးလေးပေါ်တင်နေပြီးသူကတဖြည်းဖြည်းပင်လယ်ထဲကိုကျနေခဲ့ပါတယ်။ဒါကြောင့်စာဘူကသူ့ကိုတရားရောက်ကယ်ပေးဖို့ပြောလိုက်ချင်း Dragon ကရောက်လာကကယ်ဆယ်ပေးခဲ့တာပါ။အဲဒီကလေးကစာဘူက Dragon နဲ့အတူနေထိုင်ခဲ့တာပါ။အဲဒီနောက်လင်ဘိုက်ကစာဘူကိုသူအစင်းသင်းဖြစ်နေပြီလို့ပြောလိုက်ပြီးစားလိုက်ကြမလားလို့မေးပါတယ်။ ဒါကြောင့်စာဘူကလည်းခေါင်းငိမ်ပြခဲ့ပါတယ်တဖက်မှာလေဂေရော့ကလူဖီကိုစာဘူရဲ့လေပေါက်ကွေးသွားတော့ကစာဘူတေဘီလို့ထင်ခဲ့တာလားလို့မေးတော့လူဖီကလည်းအင်းလို့ပြောလိုက်ပါတယ်။ဂေရော့ကတော့သူမတို့အနေနဲ့ပေဒရိုဆုံးသွားတော့ကခန်းစားခဲ့ရတာကြောင့်ကိုချင်းစာတယ်လို့ပြောပြပါတယ်။အဲဒီတော့ကလူဖီကရှဲဘလန်နဲ့ငုံနေပြီးအေးစ်ကိုသူ့အနေနဲ့ပို့ပြီးတာမလာခြင်းနဲ့လို့လည်းပြောခဲ့ပါတယ်။ဒါမှသူ့အနေနဲ့သူချစ်တဲ့သူတွေကိုမဆုံးရှုံးအောင်ကာကွယ်နိုင်မှာလို့ပြောလိုက်တယ်။ပြီးတော့လူဖီကအေးစ်ကိုလည်းမသေးပါနဲ့လို့ပြောခဲ့တာပါ။ ဒါကိုကြားတော့ Ace ကလူဖီရဲ့ကောင်းကိုခောက်လိုက်ပြီးမင်းကိုမင်းသားစိတ်ပူစမ်းမကွာလို့ဆိုလိုက်ပါတယ်။ဒါပြင် Ace ကလူဖီကိုမင်းကငါ့ထက်အားနေတယ်။ငါကမသိဘူးလို့ပြောလိုက်တယ်။အဲဒီနောက်မှာတော့ Ace ကလူဖီကိုစာဘူကလည်းမင်းကိုစောင်းရှောက်ဖို့မှာသွားတာမင်းလိုနှက်တွဲလောင်းတဲ့ငါရဲ့ညီကိုလောကကြီးထဲမှာမထားခဲ့နိုင်ဘူးလို့ဆိုပါတယ်။နောက်တော့ Ace ကလူဖီကိုစာဘူကဘာလို့တေးစီခဲ့တာလဲဆိုတာသူမသိပေမဲ့တေးကြတာကတော့လွတ်လပ်မှုကိုစမ်းကျင်တာပဲဖြစ်လိမ့်မယ်လို့ပြောလိုက်ပါတယ်။သူတို့ကသွေးတောက်ညီကိုရီဆိုပေမဲ့စာဘူကတည်သွားတာကြောင့်သူတို့အနေနဲ့ကောင်းကောင်းရှင်းသန်နေတယ်လို့ပြောပါတယ်။ တရက်ကြာရင်တို့အနေနဲ့ပင်လယ်ထဲကိုသွားပြီးစိတ်တိုင်းကြနိုင်မယ်လို့လည်း Ace ကပြောပါရီလူဖီကတော့ဘေးကနေ Ace ပြောသမျှကိုခေါင်းညိတ်နေခဲ့ပါရီဒါကိုကြတော့ Brook ကလူဖီကိုပင်လယ်ထဲကိုသွားစေခဲ့တာက Ace နဲ့စာဘူအကြောင်းပေါ်လို့ပြောလိုက်ပါရီနာမီကလည်းစာဘူကမသေးတဲ့အပြင်တော်လိုင်းရင်တပ်ဖွဲ့ရဲ့ဒူကောင်းဆောင်အောင်ဖြစ်နေပြီလို့ဝင်ပြောပြလိုက်ပါရီတဖက်မှာလည်းဆန်ဂျီကလူဖီရဲ့နောက်ကိုဖြစ်တဲ့ Ace ကလည်းမုတ်စိတ်ဖြွေတက်မှခေါင်းဆောင်ဖြစ်ခဲ့တဲ့အပြင်ပင်လယ်ထဲမြကြီး Roger ရဲ့သားပဲလို့ပြောပြီးတကယ်မိသားစုတွေလာစုနေရပဲလို့ပြောလိုက်ပါရီ ဂျော်ဘာကလူဖီကိုစာဘိုကသူ့ရဲ့ခေါင်းဆောင်ကမင်းရဲ့ဖေးဆရာကိုတိတော့အံ့ဩမသွားဘူးလားလို့မေးတော့လူဖီကသူမသိဘူးလို့ပြောပြီးဒရဂွန်နဲ့တခါမှမဆုံမှုသေးဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဘာကြောင့်မှန်းမသိစာဘိုနဲ့တော့အများရန်ဆက်သွယ်နေတယ်လို့ခန်းစားရကြောင်းပြောပြလိုက်တယ်။တစ်ဖက်မှာတော့မော်ဂန်ကစတဲလီကိုဂိုအာပြီကဆိုတာကိုတီးသွားပြီးဂိုအာကရင်တုံးကအေးချမ်းတဲ့နေမျိုးဖြစ်ခဲ့ပေမဲ့အခုတော့လူဆိုးတွေပေါ်ထွက်လာခဲ့တဲ့နေရာဖြစ်နေပြီလို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဂိုအာကလူဖီရို၃ယောက်ကိုဒရဂွန်ရောရိုဂျာဘာပေါ်ထွက်လာတဲ့နေရာဖြစ်နေခဲ့လို့ပါ။ ဲ့ဒီအချိန် gap ကတော့ steady ကိုသူရှိကနေဖေဖို့အတွက်ပြောပြီးမင်းမျက်နှာကိုမြင်ရတာပြုတ်တက်လာတယ်လို့ပြောလိုက်ပါရီဒါကိုကြတော့ steady တယောက် gap ရဲ့ရိုင်းပြမှုကြောင့်ပြောစရာစကားမရှိတော့ပါဘူးအဲ့ဒီနောက် steady က gap ကိုသူတို့အားလုံးရဲ့မြင်မှောင်ကောင်းကောင်းလုပ်ပေးဖို့တော်ဝင်ကောင်းကင်ငကားမိသားစုတွေကိုဝင်လို့ရအောင်လုပ်ပေးဖို့ပြောလိုက်ပါရီဒါကိုကြတော့ gap ကဒီလိုမိသားစုတွေကိုမင်းကဝင်ကျင်သေးတာလားလို့ပြောလိုက်တော့ steady တယောက်လန့်သွားပြီးသူတို့ပြောတာကိုတယောက်ယောက်ကြားသွားမှာကိုစိုးရိမ်ကဘေးဘီကြည့်နေခဲ့ပါရီအဲ့ဒီအချိန် steady ကိုနပ်ပြုံးကဆွဲထုတ်ပေးလိုက်ပြီးအဆင်ပြေလားလို့မိလိုက်ပါရီ ါကိုကြတော့ steady တယောက်လန်သွားပါလိမ့်။နက်ပြွန်းကကြီးမားတာကြောင့် steady က net ပြွန်းကိုတက်ရှိလို့ထင်မှထားခဲ့ပါဘူး။အဲဒီနောက် net ပြွန်းတို့ရဲ့ပုံစံကို steady ကကြည့်လိုက်ပြီးမင်းတို့ကငါးလူသားတွေလားလို့တွေးနေပါလိမ့်။ဒါပေမဲ့ငါးလူသားတွေရဲ့အရေးပြားနေတဲ့အချိန်ရာရန်စီတယ်လို့ steady ကကြားဘူးထားတာကြောင့်သူကလန်သွားပြီး net ပြွန်းတို့ကိုသူ့ကိုမထိဖို့အတွက်ပြောကထွက်ပြေးသွားပါလိမ့်။အဲဒီနောက်မှာတော့ဘွန်ဒူလာဘောကိုတက်လိုက်ပြီးရှီရာဟိုရှိကဂက်ကိုနှုတ်ဆက်လိုက်ပါတယ်။အဲဒီနောက်သူတို့ကအပေါ်ကိုတဖြည်းဖြည်းထပ်သွားပြီးရှီရာဟိုရှိကတော့အမြင်ကြီးပဲလို့ပြောကသူမကသဘောကျနေတာပါ။ ဲဒီနောက်သူမကတစ်ဖက်ကိုကြည့်လိုက်ပြီးသူမရဲ့အကိုတွေကိုနေလုံးကြီးကိုပြလိုက်ပါတယ်ပြီးတော့ရှီရာဟိုရှီတယောက်ကျေပြောလာတဲ့ကောင်းကင်ကြီးကိုကြည့်ပြီးကျေနပ်နေခဲ့ပါတယ်ပြီးတော့ရှီရာဟိုရှီကသူမရဲ့အဖေကိုသူမအနေနဲ့ဂုံးမြင့်ပေါ်မှာပူပြီးနေခြင်းတယ်လို့ပြောလိုက်ပြီးသူမရဲ့တိုင်းမိကသူတွေကိုဂုံးမြင့်ပေါ်မှာထားခြင်းတယ်လို့ပြောလိုက်တော့နပ်ဂျွန်းကအစည်းဝေးကြရင်သူတောင်းဆိုကြည့်ပေးမယ်လို့ပြောလိုက်ပါတယ်အဲဒီအချိန်တစ်ဖက်မှာဘက်တီကကိုလာကိုယူရူတိုင်းမိကအစည်းဝေးဝဲကိုတက်ရောက်နေတာကိုဘယ်လိုမှမခံစားရဘူးလားလို့မိလိုက်ပါတယ် ဒါကိုကြားတော့ကိုဟာလာကသူမတို့ဖြုတ်ချမှာကကဘာအစိုးရမဟုတ်ပဲချုပ်ကင်ထားတဲ့ခေါင်းငွေငကားမိသားစုတွေပဲလို့ပြောလိုက်တယ်။တဖက်မှာလည်းစတယ်လီကအမြင်ကြီးပဲလို့ဆိုတာလက်နေပါရီ။ဒါအပြင်သူကနေရန်တွေကနေထွက်လာတဲ့မော်လီကိုပါမြင်လိုက်ရပြီးလန့်သွားကတဖက်ကလူကိုပြောပြခဲ့ပါရီ။ဒါပေမဲ့တဖက်ကလူကမော်လီကိုမမြင်လိုက်ရတာကြောင့်စတယ်လီကအကြောက်လိုမိထင်းကြရထင်းကြရလို့ထင်သွားခဲ့တာပါ။အဲ့ဒီအချိန်ကြီးကန်းတွေကရောက်လာပြီးဒါကိုမြင်တော့စတယ်လီကမောင်းထုတ်ဖို့အတွက်ပြောလိုက်ချင်းစစ်သားဖြစ်ရောင်ဆောင်ထားတဲ့စာပေါ်ကစိတ်မပူဖို့အတွက်ပြောကဇလန်လီကလည်းတခန်းရက်သွားခဲ့ပြန်ပါရီ။